မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုကန်ကြီးရွာရောက်စစ်ကောင်စီတပ်ကို TNL နဲ့ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့်နောက်ပြန်ဆုတ်သွားဟုဒေသခံများပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့အနီးကကန်ကြီးကျွရကိုရောက်လာတဲ့စစ်ကောင်စီတပ်ဟာကြောင်တက်မတော် TNL ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားရတယ်လို့နောင်ချိုမြို့ကန်တွေကပြောပါတယ်။ကန်ကြီးရွာကနေ၃မိုင်နီးပါးဝေးတဲ့ရွှေမုတ်တော်ကြီးရွာကိုတက်ပြန်ဆုတ်သွားတယ်လို့ဆိုပါတယ်။ကန်ကြီးရွာနဲ့ရွှေမုတ်တော်ကြီးရွာတွေဟာနောင်ချိုကနေတောင်ခမ်းရွာသွားတဲ့လမ်းပေါ်ပေါ်မှာရှိနေတာပါ။မနေ့ညပိုင်းကဆုတ်သွားတာလို့ TNL ဘက်ကကြားရတယ်။အဲ့ဘက်ကပြန်တွေ့တာလို့ပဲသိရတယ်လို့နောင်ချိုဒေသခံတအူးကပြောပါတယ်။အခြားနောင်ချိုဒေသခံတအူးကလည်းကြောင်မဲဘက်ကိုဆစ်ဆောင်သွားတဲ့အမတ်ပို့လာတာကကန်ကြီးကနေဆုတ်သွားပြီးတယ်လို့ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာဇွန်လ9ရက်မှာပဲကန့်ကြီးရွာကိုသိမ်းပိုက်ခဲ့ပြီးညပိုင်းမှာတက်ပြန်ဆုတ်သွားရတဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒီအခြေအနေနဲ့ပတ်သက်လို့ TNLC စက်သွယ်မြင်းများထဆဲဖြစ်ပါတယ်။မြို့နယ်တဖြည်းဖြည်းနီးကပ်လာတာရဲ့စစ်တပ်ကကံကြီးရွာနာကနေလက်နက်ကြီးတွေနဲ့လှမ်းပစ်နေတာကြောင့်နောင်ချုံမြို့ကန်တွေဟာဇွန်လ3ကစပြီးနီးစပ်ရာမြို့ရွာတွေစီကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဇွန်လ6ရက်ညမှာစစ်ကောင်စီတပ်ကကံကြီးရွာနာကနေလက်နက်ကြီးတွေနဲ့နောင်ချုံမြို့ပေါ်ကိုလှမ်းပစ်ရာဆဲလုံးကြားရောက်ပောက်ခွဲခဲ့တယ်လို့နောင်ချိုဒေသခံတွေကပြောပါတယ်။ဇွန်လ4ရက်မှာလည်းဈေးရက်ကွက်ကိုလက်နက်ကြီးနဲ့လှမ်းပစ်လို့အမျိုးသမီး2ဦးအပါအဝင်ပြည်သူ၄ဦးဘုံစအထိမှန်တရားရပြီးနေအိမ်နှလုံးနဲ့ ိန်ဘုံကြီးကြောင်တကြောင်ပြည့်စည်ခဲ့ပါသေးတယ်။ဒါပြင်ဇွန်လ9ရက်ညပိုင်းမှာလည်းနောင်ချိုမြို့ပေါ်ကိုလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့သေးတယ်လို့နောင်ချိုမြို့ကံကပြောပါရယ်။2029စစ်စင်ရေးအပိုင်းနှစ်စတင်ခဲ့တဲ့2024ဇွန်လ25ရက်နေ့မှာပဲတအောင်တမရော DNL နဲ့ PDF ပူးပေါင်းတပ်တွေကနောင်ချိုမြို့ကိုစတင်သိမ်းပိုက်ခဲ့ပါတယ်။အခု2029အပိုင်းနှင်းစတင်ခဲ့တဲ့နှစ်ပတ်လည်လပိုင်းမှာပဲနောင်ချိုမြို့နာကကံကြီးရွာအထိစစ်ကောင်စီတပ်တွေရောက်လာခဲ့တာပါ။ နောက်ချိုမြို့ကို TNLA နဲ့ပူးပေါင်းတပ်တွေကစစ်စင်ရေးစတင်တဲ့နေမှာပဲအလွယ်တကူသိမ်းပိုင်နိုင်ခဲ့ပေမဲ့မြို့ရဲ့တောင်ဘက်ကအမြောက်တပ်ရင်းတွေရှိနေတဲ့တောင်ခမ်းရွာကိုတနစ်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့အပီးသက်မသိမ်းပိုင်နိုင်ခဲ့ပါဘူး။ နောင်ချိုမြို့တောင်ပတ်ဒုက္ခဝရီမြေကူးတရာအနောက်ဖက်မှာရှိတဲ့တောင်ခန်းကျွရွာမှာအမြောက်စခန်းကုတ်ကဲမှုဌာနချုပ်မဆာခ900နှစ်နဲ့သူရဲ့လက်အောက်ခံအမြောက်တရင်၃ရင်ဖြစ်တဲ့အာမတ354အာမတ206နဲ့အာမတ406တရင်တို့ရှိပါတယ်။တောင်ခန်းဒေသကအမြောက်တပ်တွေရှိတဲ့နေရာမှာတနင်္လာနေ့ပါကြာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေနှစ်ဖက်တပ်တွေထိခိုက်မှုများခဲ့ပါတယ်။စစ်ကောင်စီတပ်က2024နှစ်ကုန်ပိုင်းလောက်ကစပြီးအင်အားအလုံးရင်တိုးတက်တွေချိန်ပြီးထိုးစစ်ဆင်မှုတွေစတင်လုပ်လာပါတယ်။ ပြီးခဲ့တဲ့မလအတွင်းမှာစစ်ကောင်စီတပ်ဟာတောင်ခမ်းရွာနာကမဲပုတ်ရွာကိုစတင်သိမ်းပိုက်ခဲ့ပါတယ်။အဲဒီကနေတဖြည်းဖြည်းနောင်လင်ရွာကိုထပ်မံသိမ်းပိုက်ပြီးနောက်နောင်ချိုမြို့နာကကန်ကြီးရွာအထိရောက်လာပါတယ်။စစ်ကောင်စီဟာနောင်ချိုမြို့ကိုလမ်းကြောင်းနှစ်ခုကနေစစ်ကြောင်းထုံနေပါတယ်။တောင်ခမ်းရက်ဆောက်လမ်းပိုင်းကနေစစ်ကြောင်းထုံအင်အားပို့နေတယ်လို့နောင်ချိုပြင်းဦးလွင်လမ်းပိုင်းကနေစစ်ကြောင်းထုံနေတာပါ။တောင်ခမ်းကစစ်ကြောင်းဟာနောင်ချိုမြို့အနီးကိုရောက်လာခဲ့ပေမဲ့ပြင်းဦးလွင်လမ်းပိုင်းကစစ်ကြောင်းကတော့အရင်အတိုင်းပဲရှိနေပြီးတိတိတသားရှေ့တိုးမလာနိုင်သေးပါဘူး။ ပြင်းဦးလင်မျိုးနဲ့အစက်နောင်ချိုမျိုးနဲ့အုံမတိနဲ့ကံကောရွာနာမှာပဲရှိပါသေးတယ်။အဲ့ဒီကျေးရွာတွေအနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ပြင်းဦးလင်မျိုးနဲ့ဝက်ဝံကျေးရွာမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်တွေကတော့တအောင်တမတော် TNL နဲ့ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့နောင်ချိုမျိုးနဲ့အတွင်ကို2024အောက်တိုဘာ22ရက်ကတည်းကစတင်စစ်တောင်းထိုးဝင်ရောက်ဖို့ကြိုးစားနေတာပါ။အဲ့ဒီနောက် TNL ဦးဆောင်တဲ့တော်လန်ရေးတပ်တွေရှိနေတဲ့ကံကောရွာကိုရောက်ရှိလာပြီးတိုက်ပွဲတွေစတင်ဖြစ်နေပါတယ်။ ဆက်လက်ပြီးရွှေဘုံမှာပြူရွာက ပြူစောတီတအူလက်နက်ခဲယမ်းတွေနဲ့ ပကဖထံအလင်းဝင်နေဆိုတဲ့တဲ့ရင်ကိုထင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။သကိုင်းတိုင်းရွှေဘုံမြို့နယ်ကစစ်ကောင်စီလက်အောက်ခံမြင်းချင်းပြူကြီးရွာကပြူစော်တီတအူဟာလက်နက်ခဲယံတွေယူဆောင်လာပြီးကာဝေးရေးအဖွဲ့တန်းအလင်းဝင်လာခဲ့ပါတယ်။ဇွန်လ6ရက်နေ့ကသကိုင်းတိုင်းရွှေဘုံမြို့နယ်မြင်းချင်းကြီးရွာကပြူလက်နက်ကိုင်တအူဟာ G3 တနက်တလန်ကြီးပေါက်၃ကို G3 G 62တောင်းတို့ကိုယူဆောင်ပြီးအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းရွှေဘုံမြို့နယ်ပြည်သူ့ကာဝေးရေးအဖွဲ့အထောက်အရှိသူကပြောပါတယ်။သူတို့ကကောင်းကောင်းမွန်မွန်နေခြင်းနဲ့အကြောက်တရားတွေနဲ့မရှင်းတန်ခြင်းတော့ဘူးလို့ ို့ပြောပါတယ်။ကျွန်တော်တို့ကအစောကတည်းကအလင်းဝင်ဖို့စီယုံလှုံ့ဆော်ခဲ့တာတွေအများကြီးရှိပါတယ်လို့ရွှေဘိုပကဖတာဝန်ခံတအူကပြောပါတယ်။ အလင်းဝင်ရောက်လာသူကိုထိုက်တဲ့နဲ့ဂုံပြုစုငွေချင်းမြင်ခဲ့ပြီးသူနဲ့အတူပါလာတဲ့မိသားစုဝင်တွေပေါ်ပါလူခွင့်ရင်နဲ့အညီစောင့်ရှောက်ထားတယ်လို့ရွှေဘိုပကဖာကအတည်ပြုပါတယ်။ရွှေဘိုပကဖာတန်အလင်းဝင်ထားတဲ့စစ်သားရဲနဲ့ပြူစော်တီစုစုပေါင်း၁၀ဦးထက်မနည်းရှိကြောင်းသိရပါတယ်။ဆရာနာရှင်အမြင့်ဖြတ်ရေးအချိန်ဟုံမြင့်အဆောင်ရွက်နေတာဖြစ်တာကြောင့်စကားစတပ်ဖွဲ့ဝင်များပြူများအနေဖြင့်လည်းအမြန်ဆုံးအလင်းဝင်ရောက်ကြဖို့လိုအပ်နေကြောင်းအချိန်မရွေးဆက်သွဲပြီးအလင်းဝင်ရောက်နိုင်ဖို့ဖိတ်ခေါ်ကြောင်းရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတိုက်တွန်းထားပါတယ်။ဆက်လက်ပြီး AA သိန်း င်းပိုက်ထားသောတန်တွဲမျိုးနဲ့ကိုစစ်ကောင်စီကလျင်ဖြင့်ပုံကျဲမှုပြည်သူများသိဆုံးထိခိုက်မှုများရှိတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်တွင်အရကတက်တော် AA ကထိန်းချုပ်ထားသောတန်တွဲမျိုးနဲ့အတွင်ရှိနေရာသုံးခုကိုစစ်ကောင်စီကလေချောင်းမှတဆင်ဘုံကျဲတိုက်ခိုက်သဖြင့်အရက်သားပြည်သူများသိဆုံးထိခိုက်မှုများရှိကြောင်းရခိုင်ဒေသတရင်ရင်မြင် APM နဲ့ဒေသခံများထံမှသိရပါတယ်။ရမန်နေ့ဇွန်9ရက်နေ့ည10:00နာရီကျော်ခန့်အချိန်စစ်ကောင်စီလေချောင်းမှလာရောက်ပုံကျဲမှုကြောင့်အရက်သားသိဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုအပါအဝင်နေ င်းအချုပ်ပြက်စီးသွားကြောင်းသိရပါတယ်။သုံးနေရာကျခဲ့ပါတယ်။စစ်ပေးရှောင်တွေနေတဲ့နေရာလဲပါတယ်။အထူးကိတ်သေးဆုံးမှုတွေလည်းရှိတယ်လို့ပြောတယ်။ကျွန်တော်တို့ကသတင်းအတိအကျမရသေးဘူး။ဖုန်းလိုင်းအင်တာနက်လိုင်းဖြတ်နေတော့ဆက်သွယ်ရခက်နေတယ်ဟု ဒေသလူမှုရေးလောက်ကိုင်းသောသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီကတန်တွဲမျိုးအမှတ်ရှိရက်ကွယ်တန်တွဲမျိုးနဲ့ကြောက်ကြီးရွာအထက်တန်းကျောင်းစစ်ရှောင်းစခန်းနှင့်စစ်ရှောင်းများနေထိုင်သောပစွန်ဖြီစာတင်ကျောင်းတို့ကိုလျင်ဖြင့်ပုံချက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ကဇွန်လ၁ရက်နေ့ကနေ30ရက်နေ့အထိကိုစစ်ကောင်စီသည်ယာယီပစ်ခတ်တိုက်ခိုက်မှုရစဲထားကြောင်းကြေညာထားတော်လဲအရက်သားများနေထိုင်ရာနေရာများနှင့်တော်လန်ရေးတပ်စခန်းနေရာများကို ဘုံကျဲတိုက်ခိုက်မှုများဆက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါတယ်။ဆက်လက်ပြီးဖေကုံမြို့နယ်ကြီးရွာများကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနတ်နယ်ကြီးများဖြင့်ပြစ်ခတ်မှုအသက်16နှစ်အရွယ်ကျောင်းသားတအူဦးကောင်းကြည်ထိမှန်သိဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခရင်နီပြည်နယ်နဲ့ရှမ်းပြည်နယ်အဆက်ဖေကုံမြို့နယ်အရှိချိုင်ရှိကြီးရွာများကိုစစ်တပ်ကလက်နက်ကြီးများဖြင့်ပြစ်ခတ်ခြင်းကြောင့်အသက်16နှစ်အရွယ်ကျောင်းသားတအူဦးကောင်းကြည်ထိမှန်သိဆုံးခဲ့ကြောင်းဖေကုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှတာဝန်ရှိသူတအူက သတင်းဌာနသို့ပြောကြားပါရယ်ဇွန်လ6ရက်နေ့ဖေကုံမြို့နယ်အရှိတန်းရှိဂျေးရွာများကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများပစ်ခတ်သောလက်နက်ကြီးကြီးများသည်မြို့နယ်အရှိတန်းရှိဂျေးရွာတရွာကိုချရောက်ပောက်ခွဲခဲ့ကနေအိမ်အတွင် စာလိလာနေတဲ့အသက်16နှစ်အရွယ်ကျောင်းသားတဦးလက်နက်ကြီးစထိမှန်ပြီးပွဲချင်းပြီးတေဆုံခဲ့ကြောင်းထို့ပြင်ထိလိုက်ဒဏ်ရာရရှိသောပြည်သူများလည်းရှိကြောင်းသိရှိရပါသည် တည်ဆုံသွားတဲ့ကလေးငယ်လေးကစာရမ်းတော်ပြီးမိဘတွေကိုတည်တတ်တဲ့ကလေးလေးပါအမေဖြစ်သူလဲနှလုံးရောဂါအခန့်ရှိတော့အခုထိသူများတွဲထူနေရတယ်မိဘတယောက်ရဲ့ခန်းစားချက်တွေကိုဒီမိစာရီနားလည်မမထင်ဘူးပြဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အကျံပတ်စစ်ကောင်စီတပ်သားများသည်ဖေကုံမြို့နယ်အတွင်းရှိခြေရွာများကိုလက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်ခြင်းဗေးရများဖြင့်ပြန်ဝဲကင်းထောက်နေခြင်းကြောင့်ပြည်သူများဘုံခိုခြင်းများအနီးဂရီးပြူနေထိုင်ကြရန်ဖေကုံမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကအသိပေးနှိုးဆော်ထားပါတယ် ဆက်လက်ပြီးရန်ကုန်တွင်အုပ်ကြီးများအိမ်နောက်စုစရင်လိုက်ကောင်းနေတဲ့ဆွေတဲ့တဲ့င်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့တွင်စစ်ကောင်စီကအုပ်ချုပ်ရေးမှုနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များကရက်ွက်နေပြည်သူများ၏အိမ်နောက်စုစရင်စာရွက်များကိုလိုက်လံကာယူနေကြောင်းဒေသခံအချို့ကပြောပါတယ်။အသက်၁၈နှစ်ပြည့်သူများရှိမရှိစစ်စင်ရနှင့်၁၈နှစ်ပြည့်ပါကမှတ်ပုံတင်လုပ်ပေးရန်ဆိုကာစရင်ကောက်ယူနေခြင်းဖြစ်ကြောင်းစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များကပြောကြားတည်ရပါတယ်။နေကင်းဘက်ကြီး၃ရောက်လောက်အိမ်ရှိရောက်လာတာဘာကိစ္စလဲမေးတော့ဒီအိမ်မှာ၁၈နှစ်ပြည့်ကစားတွေရှိသလားမရှိဘူးလို့ပြောတော့အိမ်နောက်စုစရင် င်းစာရွက်တောင်းနေပြီးတော့တပ်ပုံရိုက်ပြီးပြန်သွားတယ်ဟုရွှေပြည်သားမျိုးနယ်နေတအူကပြောပါတယ်။အင်းစိန်မယံကုံမြောက်တကုံတကုံအရှိခမာရုံမျိုးနယ်တို့တွင်လည်းအလားတူဖြစ်စဉ်မျိုးရှိနေသည်ဟုဒေသခံများကပြောပါတယ်။အင်းအောင်စုစင်းတွေကောက်ဖို့မြေပြင်ကွင်းစင်းကောက်ဖို့ခိုင်းတာမနေ့ကဇွန်လ9ရက်ကစတာလို့ပြောတယ်။တီယာတာကတော့ဆက်ရှင်နဲ့စပြည့်တဲ့သူတွေနဲ့ဖြည့်ပြီးသူတွေအချက်အလက်အသေးစိတ်စရင်လိုချင်တာလို့ကြားတာပဲဟု ကမာရုံမြို့နယ်အုပ်ချုပ်ရေးရုံနှင့်နှိစက်သူကပြောပါရယ်ထို့အခြေအနေသည်မတရားအာဏာသိမ်းထားသည့်စစ်ကောင်စီကဦးစီးပြုလုပ်မိရွေးကောက်ပွဲအတွက်စင်ရင်ပြုစုခြင်းအဓိကဖြစ်နိုင်ကြောင်းရန်ကုန်မြို့ကန်အချို့ကမှတ်ချက်ပြုပါရယ်စစ်မှုရန်ကိစ္စအထက်သူတို့လုံးမဲ့ရွေးကောက်ပွဲကပိုပြီးဖြစ်နိုင်တဲ့စစ်မှုရန်ကိစ္စဆိုရင်လည်းအဲ့ဒီလောက်သူတို့ရင်ရင်ကြည်ကြည်စင်မကောက်ဘူးဟုမယန်းကုန်းမြို့နယ်နေသူတအူက၎င်း၏ထင်မြင်ချက်ကိုပြောပါရယ်စစ်ကောင်စီသည်2024ခုနှစ်တွင်လည်းသကောင်စင်ရင်ကောက်ယူခဲ့သေးသည်အာဏာသိမ်းပြီး၄နှစ်ကျော်ကြာရက်ကူးနှင့်ဒီဇင်ဘာလနှင့်2026ဇန်နဝါရီလတွင်ရွေးကောက်ပွဲပြုလုပ် ည်ဟုအာနာသိန်းစစ်ကောင်ဆောင်မြောင်လိုင်းကပြောထားပါရယ်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲသည်စစ်အုပ်စုကနိုင်ငံရေးအရထွက်ပေါက်ရှာရန်ဖြစ်ပြီးတရားမဝင်ကြောင်းတော်လှန်ရေးအင်အားစုများကထုတ်ပြန်ထားပါရယ်